ရှိခဲ့တယ်လို့အရခတက်တော်ကသတင်းထုတ်ပြန်တဲ့သတင်းညောက်ဝပြင်းထန်ဒဏ်ရာရရှိသွားတဲ့ဆိုတဲ့သတင်းကြောက်ဖြူမှာတိုက်ပွဲတွေရန်နေရာကနေအေအေထိမ့်ရှုပ်ထားတဲ့နေမျိုးကိုစစ်စစ်တပ်ရဲ့63လုံးပွိုင်ကုန်းကိုအော်တိုဘာလ14ရက်နေ့မနက်9နာရီလောက်မှာစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့တော့ဖြစ်ပြီး3နာရီလောက်အကြာမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်ဒီပွိုင်ကုန်းနဲ့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာကတော့ကာလအတန်ကြာခဲ့ပြီဖြစ်ပေမဲ့လေအော်တိုဘာလ14ရက်ကစတင်က အာရခတက်တော်ကထိုးစစ်အရှင်ကိုမြင့်တင်ကတိုက်ခိုက်ခဲ့တာလို့ဆိုထားပါရယ်ပွိုင်း63လုံးစကန်ဂုံတစ်ခုလုံးကိုသိမ်းပိုက်ရရှိစဉ်အတွင်းမှာရန်သူအလောင်းတချို့လက်နက်ခဲယမ်းနဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြပါရယ်ရှင်ဒါတော့မင်းပြမျိုးပူဆိုတင်ရက်ွက်ကမောင်ညီညီသော15နှစ်ဖြစ်ပါရယ်ဒဏ်ရာရရှိသွားသူတွေကတော့တရက်ွက်ထဲနေမောင်ထွန်းထွန်းမြင့်15နှစ်မောင်ခိုင်မင်းခေါ် ကိုမောင်ကြီး၁၉နှစ်နဲ့သူ့ရဲ့မိခင်ဒေါ်သိန်းရှိ၅၅နှစ်တို့ဖြစ်ကြပါရယ်။မောင်ကြီးကြီးသောမောင်ထွန်းထွန်းမြင့်နဲ့ကိုမောင်ကြီးတို့ပငေချင်း၃ယောက်ဟာမနေ့ကနေ့လယ်၂နာရီလောက်မှာရမောင်ကြီးကမ်းမှာငါးချာကြစဉ်50မမစစ်တံဘုံသိတလုံးကိုရရှိခဲ့တယ်လို့သိရပါရယ်။အဲ့ဒီဘုံသိကိုအင်ကိုယူဆောင်လာပြီးတော့မောင်ညင်ညီစောကထုကြည်ရာကနေပောက်ကွေးမှုဖြစ်ပွားခဲ့ပြီးမောင်ညင်ညီစောမှာခန္ဓာကိုယ်အနှံ့ပြတန်းရအပြင်းထန်ရရှိသွားခဲ့လို့ ဆေးရုံကိုပိုးတဲ့လမ်းမှာပဲတည်ဆုံသွားကြရတာပါနောက်ထပ်ရဲ့အင်အားအများပြပါတဲ့စစ်ကြောင်းဟာကြောက်ဖြူမျိုးဂေါ်တူတောင်တန်းဖက်ကအေးအေးထိန်းရှုပ်ထားတဲ့နေမြေကိုမနေ့ကစစ်ကြောင်းထိုးလာတဲ့အချိန်အေးအေးကအနီးကပ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောကြပါရယ်စစ်တပ်တရင်တွေနဲ့နေပြည်တော်ကနေလက်နက်ကြီးပစ်ခတ်တာစနိုက်ပါနဲ့ပစ်ခတ်တာတွေရှိနေပေမဲ့လည်းကြောက်ဖြူမှာနှစ်ဖက်တိုက်ပွဲတွင် နှစ်ပတ်လောက်ရပ်တန့်နေခဲ့ရာကနေမနေ့ကပြန်လည်ဖြစ်ပွားခဲ့တာပါ။ကြောက်ဖြူမှာ AA နဲ့စစ်တပ်တို့ဟာပြီးခဲ့တဲ့ February လနောက်ဆုံးဘက်ကစတင်ပြီးတော့ဒညဝတီရေတပ်ဌာနချုပ်ကတိုက်ပွဲတွေစတင်ခဲ့ပြီးအမှတ်30နေရေတပ်ရဲ့အနီးနဲ့ကလဘာကြီးရွာအနီးပတ်ဝန်းကျင်အထိကိုတိုက်ပွဲတွေကျင်းပလာနေတာဖြစ်ပါတယ်။အော်တိုဘာလ15ရက်နေ့မနက်9:00နာရီခွဲလောက်မှာ Jet Fighter နဲ့ပေါင်250ပုံသီးတစ်လုံး Rocket 6လုံးကျေးရှတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေတာခန်တွေကပြောကြားပါရတယ်။ ဖုန်ကျဲတက်ခတ်မှုကြောင့်အမျိုးသား၈ဦးအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖုန်ကြီးကျောင်းမှာလည်းထိခိုက်ပျက်စီးမှုတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ဇေယကုံကျေးရွာကိုပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကလည်းစစ်တပ်ကလေးကျောင်းကနေဖုန်ကျဲတက်ခတ်ခဲ့တာကြောင့်အရသာ၆ဦးသေဆုံးခဲ့ပြီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပူပါသေးတယ်။စစ်တပ်ဟာနိုင်ငံတော်ဝန်အရသာပြစ်မှတ်တွေကိုလေးကျောင်းဖုန်ကျဲမှုတွေဆက်တိုက်လှုပ်ဆောင်နေပြီး ကျောင်းသားကျောင်းသူတွေအပါအဝင်အရတားထိခိုက်သေးဆုံးမှုတွေဟာလည်းနေစင်းနဲ့အမျှမြင့်တက်လျက်ရှိနေတာဖြစ်ပါတယ်။ရန်ပုံငွေကောက်ခံမှုခက်ခဲလာတာကိုမြင်တွေ့လာရပြီးတော့နိုင်ငံတော်တော်များများကရန်ပုံငွေမပေးကျင်ကြတော့ဘူးလို့သူကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရတည်င်းထုတ်ပြန်ရေးအတွင်းဝင်ရှော်ဖီကောအလန်ကယောမမျိုးမှာကျင်းပပြုလုပ်ခဲ့တဲ့ကမ္ဘာစားနပ်ရိက္ခာဖိုရမ် WFF မှာဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်မိုဟာမက်ယူနစ်နဲ့ ကမ္ဘာစားနယ်ရိက္ခအစီအစဉ် WFP ရဲ့ယာယီအမှုဆောင်ဒါရိုက်တာတို့အကြားဆွေးနွေးမှုတွေကိုကိုကကအခုလိုပြောဆိုခဲ့တာလို့သိရပါဗျ။ရခိုင်မှာ2024ခုနှစ်ကတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုနောက်ထပ်လူပေါင်းတသိန်းခွဲရောက်ရှိလာခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်တိတသမ3သန်းကိုလက်ခံကူညီဆောင်ရွက်ပေးနေရတယ်လို့သတင်းစာရှင်းလင်းပွဲအတွင်းမှာဝန်ကြီးကပြောကြားခဲ့ပါဗျ။ ဒီဒုက္ခတွေအရေးကိုကံတွေဖြစ်ရှင်းတာဟာလည်းကြီးမားတဲ့အလုပ်တစ်ခုဖြစ်နေပြီးရန်ပုံငွေများစွာလိုအပ်တယ်လို့လည်းသူကဆိုပါရရှင်